ုတ်တံပူဇေမိတမ္မံပူဇေမိတံကံပူဇေမိမာတာပိတုပူဇေမိအာစီယာပူဇေမိအနန္တောနန္ဒာငါးပါးကိုလက်ဆက်ပြမှုရေးပူဇေမိပူဇော်ပိုင်းရှင်ဖရာမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်များပုံမှန်တော့မကပ်ပေးတင်ဆက်ပြမှာတိတ်ဒီမှာဥစ္စာပဏာမနှခွန်ဆက်တာပေးရစီခင်ဗျာ2025ခုနိုဝင်ဘာလအတွက်ကြာသပတေးနေ့လံပွားများအတွက်ဂယုပြုစရာဆောင်းရံရှောင်းရံဟောစရံလေးနဲ့အထုတက်ရတရားလေးကိုဆရာတင်ဆက်ပေးလိုက်ပါတယ် ကျောင်းရင်းနေနာဘွားမိတ်ဆွေများခင်ဗျာဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်စီးပွားကန်စားတာတက်ခင်းရပါတော့ဆရာတို့ဒီကောစာနက်ခတ်ကြုံရာသီဖွင့်မှာအာပြူနေတာလေးတခုကတော့ဆရာတို့ဒီတနင်္လာဌာနတင်းနဲ့အလုပ်ဒီပေါ့နော်ငွေကြီးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာနော်နော်ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းတွေနော်ငွေပရိန်တို့ငွေထည့်ပစ္စည်းလုပ်ငန်းခြံလုပ်ငန်းကားလုပ်ငန်းကြက်ဥကြက်သားနော်ကြက်မွေးမြူရေးလုပ်ငန်းအကြောက်ရောင်းဝယ်လုပ်ငန်းကုန်ပစ္စည်းနော်ကားရောင်းဝယ်ရေးနော် လုပ်ငန်းကွန်ပျူတာရောင်းဝယ်ရေးလုပ်ငန်းเนาะကားရောင်းဝယ်ရေးကွန်ပျူတာကွန်တီကွန်ရစားတယ်ပေါ့เนาะဒီတနင်္လာနန်သက်လုပ်ငန်းတွေမှာပေါ့เนาะဆရာတို့ဒီ17လပိုင်းအစကနေပေါ့เนาะဆရာတို့22ရက်နေ့အထိကအားလုံးကောင်းနေတာတွေ့ရပါတယ်ပေါ့เนาะအပြုနေတဲ့အတွက်ကြောင့်မလို့ဆရာတို့အောင်မြင်ခြင်းတွေပြင်းပြောင်းခြင်းတိကျတာအကျိုးမြတ်ရရှင်တို့ ကြုံတွေ့နေရမှာဖြစ်ပါတယ်နော်ဆရာတို့ဒီ22ရက်နောက်ပိုင်းမှာတင်းလာနန်းနဲ့ဆက်ဆက်တဲ့အချိုးပိတ်ကန်ဆာနာကပြန်လည်အာရော့လာမှာဖြစ်တဲ့အတွက်ပေါ့နော်ဆရာတို့ဒီတရက်နေ့ကလည်း20ရက်နေ့22ရက်နေ့အထိကဓနဘာဝဂျိုအားကောင်းမယ်နော်ငွေကြေးကိစ္စဆိုင်ယူဆိုင်ကိစ္စတွေပြုကောင်းမယ်နော်ဆရာတို့ဒီ လက်ဝင်ကိန်းတွေပေါ့နော်တလားလက်ဝင်ကိန်းတွေလည်းရှိမယ်အဓိကအဖြစ်ပေါ့ဆရာတို့ဒီ17လပိုင်းတနင်္လာနေ့တွေမှာပေါ့နော်လက်ဝင်ကိန်းရှိနေတာဖြစ်ပါလေနော်မိမိနေထိုင်ရာအရက်ကနဲ့အရှိစုစုအရက်ကဒီလအတွက်လက်လာပါစံပွင့်တဲ့အရာငွေကြေးစကားပြောဖို့အကောင်းဆုံးအရာဖြစ်နေပါလေနော်ဒီ ကျမ်းမာရေးကန်စားတာမှာဆိုလို့ရှိရင်ဆရာတို့တတိထားမှာကဥကောင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဗောနော်ပြဿနာတွေကောင်းမှုကောင်းလိုက်တာတွေအာယုံကြောအားနေတာတွေအငင်းအာယုံပိုင်းဆိုင်ရာတွေတောက်ကြိုက်သွားနာတာစားတဲ့ကျမ်းမာရေးအငင်းလေးအငင်းငယ်အနှဲငယ်ရလွဲပြီးတော့မှဒီကြံတဲ့ကန်စားတာအငင်းမရှိပါဘူးဗောနော်ဆရာတို့ဒီမူလရောဂါအခံမရှိတဲ့သူတွေအတွက်ဗောနော်ကျမ်းမာရေးပြဿနာကြီးကြီးမားမားကြုံတွေ့ရနိုင်ခြင်းအလွန်နေတဲ့အခါကာလတစ်ခုဖြစ်ပါတယ်နော်အချစ်ရေးကန်စားတာအချစ်ဆန်းအိမ်တောင်အချစ် အိမ်ကောင်ရေးကန်စားလာလိမ့်မှာဆိုတော့အင်္ဂါနေ့မှန်တာသမီစနေနေ့မှန်တာသမီတွေနဲ့နော်လွဲပြီးတော့မှဆရာတို့ကြံတဲ့နေ့မှန်တွေနဲ့အဆင်ပြေမှုရှိပါတယ်နော်ဒါကြောင့်ကိုယ့်ရဲ့ချစ်သူအိမ်ကောင်ဘက်တွေကနော်အင်္ဂါနေ့မှန်ဘွားတာသမီဒါမှမဟုတ်လို့ချင်းစနေနေ့မှန်ဘွားတာသမီတွေဖြစ်ခဲ့လို့ချင်းညီနိုင်လို့မရတဲ့ပြဿနာတွေပေါပေါက်တတ်တာသိစိုက်တွေပေါပေါက်တတ်တာနော်စကားပြောဆိုကဆလို့ပေါ့နော်ပြဿနာတတ်တာအပြောဆိုအပေါင်းနဲ့မတည့်တာတွေအမြင်မတူတဲ့ပြဿနာတွေတရားတတ်တာမလို့ဒီယူပြုဖို့ဆရာအကြံပေးခြင်းပါလေနော် ပညာရေးကန်စာတာဂျိုးဆယ်အနောက်ဆက်မရှိဒါကောင်းနေပါလေเนาะရာထူးရာခံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာပြည်မှုတက်မြောက်ရတဲ့ကိစ္စရက်တွေမှာကန်ဂျိုးပြူအကောင်းတာမျိုးကြုံရဆောင်ရဖို့ရှိပါတယ်เนาะ ကျောက်တွေလူမှုရေးရာကံစားတာမှလူမှုရေးရာဆိုင်တွေအများအကျိုးပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစားတာတွေမှဆရာတို့ဒီတနင်္လာနေ့နံသာသမီကျောက်ပိုင်းနေ့နံသာသမီတို့ရဲ့အထူးအရေးပေးခံရတတ်ပါလေเนาะဒီလူအများကြားတင့်တယ်မယ်เนาะအရှိရက်နဲ့အနောက်ရက်ဒေသတွေရငွေကြေးလက်လာပါဆိုင်တွေကောင်းမွန်မှုရှိနေတာတွေ့ရပါတယ်ကျောက်ဒီဆက်တလာပိုင်းအတွက်မှရေချမ်းနေကြဒေသချနိုင်ငံချကံစားတာတွေအတွက်ပေါ့เนาะဆရာတို့ဒီအရှိရက်က အကျိုးပြုမယ်အထူးအကျိုးပြုမယ်နော်ဒီလအတွက်ဒီကန်စာတာမှာပေါ့နော်အကျိုးကန်အကျိုးပေးအားကောင်းတဲ့ကဏ္ဍတင်ချာနေနဲ့ဆရာတို့2ကဏ္ဍ4ကဏ္ဍ5ကဏ္ဍ6ကဏ္ဍစတဲ့ကဏ္ဍတွေဖြစ်ပါတယ်နော်ဒီကဏ္ဍတွေကိုဆရာတို့ဆာရက်ဖြူတရက်ပုံမှာဆာရက်ပိုင်းစားလေးတရက်ပုံမှာ shopping နေနဲ့ရေးပြီးတော့မှာကိုယ့်ရဲ့ငွေဝင်ကိုယ့်ရဲ့ပတ်စံရေးပုံနော်စတဲ့ဖြင့်ကိုပိုင်းငွေကြေးထားရနေရတဲ့မှာငွေကြေးတွေနဲ့သူအဆောင်ရတရားပြတ်ထားကြည့်ဖို့ဆရာတိုက်တွန်းချင်ပါတယ်နော်ဒီအဲ့ဒီငွေတွေကမြဲတာတွေနော်အကျိုးတစုံတရာမရှိဘဲနဲ့ကုန်ခန်းချင်းတွေကနေတက်နိုင်တယ်လို့ပုံနော်ဆရာကာကွယ်နိုင်ပါ လိမ့်မယ်ပေါ့နော်တနည်းအားဖြင့်ဆရာတို့လက်လာပါကံနေပွင့်ဖို့အတွက်လည်းအထောက်အပံ့ကောင်းဖြစ်စေပါလိမ့်မယ်နော်ရေဟူဂျီနဲ့အဆောင်ရတရားပြထားကြည့်ဖို့ဆရာအကြံပေးချင်ပါတယ်ဒီအဆောင်ရတရားထားတာကအရင်ကြီးမခက်ခဲပါဘူးနော်မိတ်ဆွေများ ပြီးတော့ဆရာတို့ဒီဆန္ဒဖော်ပြခဲ့တဲ့ကဏ္ဍတွေကိုเนาะဆရာတို့ငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်မှာအများဆုံးများလို့တဲ့ကိစ္စရက်တွေမှာเนาะအချိန်ကာလအနေနဲ့တော့လကောင်းရွှဲနေနေတော့လကောင်းတိုက်ဆိုင်ပြီးတော့မှတည်ဆရာအတုံးချကြည့်စေချင်ပါတယ်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားကံအကျိုးပေးအကောင်းတာတွေကိုတိုင်းကြုံရရပါလိမ့်မယ်ဒီဆိုင်ရပိုင်းစလေးတွေကိုဆရာတို့ဆက်တလာပိုင်းကုန်တဲ့အခါမှာထပ်ဆောင်ရတရားပစ္စည်းပစ္စည်းတွေဆောင်ရတဲ့အတွက်တန်ရှင်းတဲ့မြေချောင်းစားတဲ့ရေရှင်မှာစွန့်ပေးရမှာဖြစ်ပါတယ် ဆရာတို့ကြာပြီးနေနံဘွားတာသူများတွင်ဆရာတို့ဒီစတနာပိုင်းအတွက်မှာကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ကန်းတို့အထူးအောင်မြင်စေလို့ခြင်းအတွက်နော်အထူးရတရားအနေနဲ့မိမိရဲ့နိမ့်နံဖရားဖြစ်တဲ့အနောက်ရဖရားဒါမှမဟုတ်လို့ရှိရင်နိမ့်နံဖရားတွေမှာတွားရောက်ဖို့မလွယ်ဘူးတဲ့ပုံပေါ်တဲ့ကိုယ့်ရဲ့အိမ်ဖရားမှာခန်းကော ခုနှစ်ညမေမြောပန်းစပုတ်ပွင့်တွဲပြီးတော့မှလူတန်းကိုစော်ပေးပေးပါနော်စိုးတော်နေတဲ့ဆရာတို့ကောင်းညင်းပေါင်းတဲ့အကြောင်းကတ်လူပေးပေးပါနော်တောက်တော်ရေချမ်းငါးခွက်ကတ်လူပူစော်ပေးပေးပါနေ့နေအပြင်ဆရာတို့၁၇လပိုင်းရကြာတာပဲနေ့တွေမှာအထူးလူတန်းပူစော်ပေးပေးပါနော်အချိန်အခါအနေနဲ့ဆရာတို့ဒီမနက်ပိုင်းပေါ့နော်မနက်6:00ရာနေ့မနက်9:00ခွဲအတွက်မှလူတန်းပေးရမှာဖြစ်ပါတယ်နော်ဆရာတို့ဒီ မိပူဇော်ဖို့အတွက်ပေါ့နော်ဖျောင်းနိုင်ခုနှစ်တိုင်းအမွေးနိုင်ခုနှစ်တိုင်းကိုမိဘအနေရဲ့ကင်းအောင်တဲ့ကြဆင်မှန်ပြီးတော့မှမိထုံပူဇော်ပေးရပါမယ်နော်ဟုတ်လားမိထုံပူဇော်နေကြမိတ်ဆွေတဲ့ဆရာတဲ့ကြလမ်းညွန်လမ်းညွန်ပေးတာဖြစ်ပါတယ်ပေါ့နော်ဖျောင်းရှင်ရဲ့ဂုံတော်ပတိပွားများလူရဲ့ပုံကိုယ်တွေအတွက်ဆရာတို့အရဟံဂုံတော်ကိုပတိစိတ်ပွားများပေးပေးပါအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလိုဂုံတော်ပေါ်များပြီးတော့မှဂုံတော်ကိုအနည်းဆုံးပတိတရကိုပတ်ရအောင်စိတ်ပေးပါနော် ဒီအခုရတရားတွေကဆရာနက်ခတ်ကိုမှုပြီးတော့မှဆရာပေးချာရတရားတွက်ချက်ပေးထားတာမဟုတ်လို့ဆရာတို့ဓာတ်ချက်ထွေးသွားမှုမရှိအောင်လို့ဆရာပေးထားတဲ့အတိုင်းအတိအကျလုပ်ငန်းပူဇော်ပေးလို့ရှိရင်ကုတုလည်းရကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ငန်းတို့ဒါစီးပွားရေးတွေမှာအထူးအောင်မြင်လာကြစေမှာပါနော် ကြာသပင်းလေးနဲ့ပါမိတ်ဆွေများကိုကျမ်းမာစိတ်ချမ်းသာပြီးတော့မှဆက်တလာပိုင်းတလာလုံးဘေးပရာခတ်သိမ်းအပုခတ်သိမ်းကင်းကျင်းကြပါစေကြောင့်ဆုမကောင်းတောင်းပေးရမယ်ဆရာဒီဆက်တလာပိုင်းအတွက်ကြာသပင်းလေးနဲ့ပွားသားသမီးများအတွက်ဟောစရံလေးကိုဆရာဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ